မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လေးလေးကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံကငါးဖမ်းလှေတွေကိုပြစ်ခတ်ပြီးထိုင်းသံမွန်သားတွေကိုမြန်မာစစ်တပ်ကဖမ်းဆီးမှုအပေါ်ထိုင်းဝင်ကြီးချုပ်ကကန့်ကွက်လိုက်တဲ့အပြင်စစ်ကောင်စီရဲ့ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာတန်ယုံကတန်အမတ်ကိုပါဒီနေ့မှဆင့်ခေါ်ထားပြီးပြစ်ခတ်မှုအပေါ်ရှင်းလင်းချက်ပေးဖို့နဲ့ထိုင်းနိုင်ငံသားတွေကိုလည်းပြန်နှုတ်ခိုင်းမှာဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ပြုလင်မြို့မှာအချက်ဖက်စကောက်စီတက်ကကိုးကွယ်တဲ့မြကြောက်အပ္ပမာဒမဟိတကျောင်းတိုင်ဖုံးကြီးဟာ စပေးရှောင်းလေးပါဝင်အမျိုးသမီးအယောက်20ကျော်ကိုလိမ်မိုင်းဆိုင်ရာစော်ကားတာတွေမတိန်ကျင့်တာတွေကျူးလွန်ပြီးအသက်အန္တရာယ်ကိုပါချင်းချောင်းနေတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လေးကသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ထိုင်းနိုင်ငံကငါးဖန်လှေတွေကိုပြစ်ခတ်ပြီးထိုင်းတင်မွန်သားတွေကိုမြန်မာစစ်တပ်ကဖမ်းဆီးမှုအပေါ်ထိုင်းဝင်ကြီးချုပ်ကကန့်ကွက်လိုက်တဲ့အပြင် စစ်ကောင်စီရဲ့ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာတန်ရုံးကတန်အမှတ်ကိုပါဒီကနေ့မှာစင့်ခေါ်ထားပြီးပြစ်ခတ်မှုအပေါ်ရှင်းလင်းချက်ပေးဖို့နဲ့ထိုင်းနိုင်ငံသားတွေကိုလည်းပြန်လွတ်ခိုင်းမှာဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီကနိုဝင်ဘာလ30ရက်နေ့ကပဲမြန်မာရေးပိုင်နယ်ထဲဝင်လာလို့ဆိုပြီးထိုင်းငါးဖမ်းလှေတွေကိုပြစ်ခတ်ဖမ်းဆီးမှုကြောင့်ထိုင်းငါးဖမ်းသမားတဦးသေဆုံးသွားခဲ့ရပြီးနောက်ထပ်နှစ်ဦးကဒဏ်ရာရထားသလိုထိုင်းနိုင်ငံသားငါးဖမ်းသမားတွေကိုလည်းမြန်မာစစ်တပ်ကဖမ်းဆီးထားတဲ့အပေါ်ထိုင်းဝင်ကြီးချုပ်ပထမတန်းကကန့်ကွက်တဲ့အကြောင်း ထိုင်းသတင်းမီဒီယာတွေကိုပြောဆိုထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်ကမြန်မာရေးပိုင်းနဲ့ထဲကိုထိုင်းငါးဖမ်းလှေတွေဝင်ရောက်လာတဲ့ဆိုတာဟာလဲခိုင်လုံမှုမရှိသလိုမြည်သည့်အခြေအနေမှာပဲဖြစ်ဖြစ်အကြမ်းဖက်မှုကိုမထောက်ခံဘူးဆိုပြီးတော့လဲလက်ရှိထိုင်းဝန်ကြီးချုပ်ပထုံတန်းကပြောတော့ပါတယ်ဒါအပြင်ဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မှာလဲဒီလိုမြန်မာစစ်တပ်ရဲ့အင်အားအသုံးပြုပြီးထိုင်းငါဖန်သင်္ဘောတွေကိုပစ်ခတ်မှုနဲ့ထိုင်းသင်္ဘောသားတွေကိုဖမ်းဆီးထားမှုတွေကိုထိုင်းနိုင်ငံမှာရှိတဲ့မြန်မာတပ်ရုံးကတန်အမတ်ကိုစင့်ခေါ်ထားသလို ဖြည့်ရှင်းချက်ပေးဖို့နဲ့ထိုင်းလေတွေထိုင်းသင်္ဘောသားတွေကို ပြန်လွတ်ပေးဖို့ကိုလည်းတောင်းဆိုမှာဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားကြပါလိမ့်မယ်။တစ်ဖက်မှာတော့ပြူလင်မြို့နယ်မှာအချက်ဖက်စကောက်စီတက်ကကိုးကွယ်တဲ့မြကြောက်အပမရမဟိဒတ်ကျောင်းတိုင်ဖုန်ကြီးဟာစစ်ဘေးရှောင်တွေပါဝင်အမျိုးသမီးအယောက်20ကျော်ကိုလိမ်မိုင်းဆိုင်ရာစော်ကားတာတွေမဒိန်ကျင့်တာတွေကျူးလွန်ပြီးအသက်အန္တရာယ်ကိုပါချင်းချောင်နေတယ်လို့ပြုကျင့်ခံရတဲ့သူတွေနဲ့နှိစက်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။အဲ့ဒီဖုန်ကြီးကျောင်းဟာ ပြည်ဦးလယ်မြို့နယ်အင်ဂျင်ဆန်ပြအနီးစခန်းစီတာဆက်အနီးမှာရှိတာဖြစ်ပြီးအဲ့ဒီကျောင်းကကျောင်းနိုင်ဖုန်းကြီးမြကြောက်အပ္ပမာဒမဟိဒအရှင်ဝါဒဝဆိုတဲ့သူဟာသူ့ကျောင်းကိုစပေးရှောင်လာတဲ့အမျိုးသမီးတွေနဲ့တရားစခန်းဝင်လာတဲ့အမျိုးသမီးတွေကိုပြစ်မှတ်ထားပြီးတော့သူကဖျားအလောင်းဖြစ်တဲ့အတွက်ပါရမီဖြစ်ဖက်လောက်ရမယ်ဒါကြောင့်သူနဲ့ကလေးမွေးပေးရမယ်အဲ့ကလေးကိုမျိုးဆက်ချင်ရမယ်ဆိုတာမျိုးတွေကိုပြောဆိုပြီးအမျိုးသမီးအယောက်20ကျော်ကိုလိမ်မိုင်းဆိုင်ရာစော်ကားကျူးလွန်မှုတွေပြုလုပ်ခဲ့တယ်ဆိုပါတယ်ဒါအပြင် အဲ့ဒီကျောင်းနိုင်ဖုန်းကြီးကလိမ်မိုက်ဆိုင်ရာပြုတ်ကျင့်ယုံနေမကတချို့မျိုးသမီးတွေကိုဆိုသူစိတ်အခက်မသိရင်ကျောင်းတိုင်အတွင်းမှာပိတ်လောင်ပြီးတော့ရိုက်နဲ့နှိပ်ဆက်ဓာတ်တွေပါလုပ်ပြီးဒါဟာဝစ်ကျွေးဆက်ရတာဆိုတာတွေနဲ့ပါပြောစုံယူနေမကသူအဲ့ဒီလိုလိမ်မိုက်ဆိုင်ရာကျူးလွန်ဓာတ်တွေကိုထုတ်ဖော်မယ်ဆိုတာနဲ့တပ်ပစ်မယ်ဆိုပြီးတော့ပါအမျိုးသမီးတွေကိုချိမ့်ချောက်ပြောစုထားသိတယ်လို့အဲ့ဒီဖုန်းကြီးနဲ့နှိစက်သူတွေကပြောထားပါတယ်လက်ရှိမှာ အဲ့ဒီဒီလိုမျိုးမြောက်ချောက်အပ္ပမတ္တမဟိဒတ်ကျောင်းတိုင် ဖုန်ကြီးကိုအကြံဖက်စကောင်စီတက်ကသူတွေကိုးကွယ်နေတဲ့အတွက်စစ်တပ်ကြောထောက်နောက်ခံပေးထားတာကြောင့်ဘယ်မိန်ကလေးကမှအဲ့ဒီဖုန်ကြီးကိုတိုင်ချက်မဖွင့်ရဲကြတာကြောင့်နောက်ထပ်မိန်ကလေးတွေထပ်ပြီးဖျက်ဆီးခံရမှဆိုတဲ့အတွက်ထုတ်ဖော်ပြောဆိုရတာဖြစ်တယ်လို့လည်းအဲ့ဒီဖုန်ကြီးနဲ့အနီးကနေထိုင်ခဲ့ဘူးသူကဖွင့်ဟပြောဆိုထားပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးရန်ကုန်ခေတ်သစ်ကနေအဲ့ဒီကြောင်းတိုင်ဖုန်ကြီးစီကို Messenger ကနေတဆင့်ဆက်သွယ်မေးမြန်းခဲ့ပြီးမြဲစာတွေကိုသာဖုန်ကြီးကဖတ်သွားပြီးဒီစုံတရားတုံ့ပြန်ပြောဆိုတာမျိုးမရှိသလိုလက်ရှိမှာလည်းဖုန်ကြီးနဲ့အနီးကနေထိုင်တဲ့ကပ္ပိယတွေကအဲ့ဒီဖုန်ကြီးနဲ့ပတ်သက်သူတချို့ကိုဆက်သွယ်ပြီးတော့ခေတ်သစ်ကိုဘယ်သူသတင်းပေးလိုက်တာလဲဆိုပြီးတော့ချိန်ချောက်မေးမြန်းမှုတွေလည်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာတဖက်မှာတော့ မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာအချက်ဖက်စကောက်စီတက်လက်အောက်ခံစာသုံးလုံးအရာရှိတွေနဲ့ပေါင်းပြီးဓမြမှုကျူးလွန်ထားတဲ့သူတဦးကိုတော်လိုင်းရင်တက်တွေကအရှင်ဖမ်းဆီးရမိထားတယ်လို့ညောင်ဦးမြို့နယ်ပတ်ခဖတာဝန်ခံကိုဇီးကရန်ကုန်ခေတ်တကိုပြောပါတယ်။လက်ရှိအရှင်ဖမ်းဆီးရမိထားတဲ့စစ်တက်လက်အောက်ခံအဖွဲ့ဝင်ဟာကကြဲချေးရွာနေလှရမင်းဆိုသူဖြစ်ပြီးသူနဲ့အတူပူပေါင်းအဖွဲ့9ဦးကစစ်ကောက်စီရဲ့စာသုံးလုံးအရာရှိတွေနဲ့ပေါင်းပြီးတော့ညောင်ဦးမြို့နယ်မှာရှိတဲ့ချေးရွာတွေမှာဓမြမှုတွေကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလို့ စစ်ကောင်စီရဲ့စာတလုံးအဖွဲ့နဲ့ပေါင်းပြီးဓမြတိုက်ခဲ့ကြတဲ့အဖွဲ့တွေစီမှာငွေကျပ်3000ကျော်နဲ့လက်ဝတ်ယတနာတွေပာသွားတယ်လို့လည်းသိရပြီးလက်ရှိဖမ်းဆီးရမိထားတဲ့တာယမင်းဆိုတဲ့သူကိုလည်းဆက်လက်စစ်ဆေးနေတယ်လို့သူနဲ့အတူပူပေါင်းတဲ့သူတွေကိုပါဆက်လက်ဖမ်းဆီးဖို့တော်လှန်ရေးတပ်တွေကစ조사နေပါတယ်လို့ညောင်မြို့နယ်ပကဖတာဝန်ခံကိုဇီးကပြောထားပါတယ်ခင်ဗျာဒီတခါစကိုင်းတိုင်းဘက်မှာလေမုံရမြို့ပေါ်ကနဝရက်ရွှေဆိုင်ဓမြတိုက်မှုမှာပါဝင်တဲ့သူတရက်ခန့်၃ဦးကို UNG ပလပတပ်ဖွဲ့ကထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး နောက်ထပ်ကြန့်ရှိသူနှစ်ဦးကိုပါဆက်လက်ဖမ်းဆီးနိုင်ဖို့လှုံ့ဆော်နေတယ်လို့မုံရွာမြို့နယ်ပရဖားအဖွဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။နိုဝင်ဘာလ30ရက်နေ့ကပင်အဲ့ဒီမုံရွာမြို့ပေါ်နဝရက်ရွှေဆိုင်တမန်တိုက်မှုဖြစ်စဉ်အတွင်းပါဝင်သူတရက်ခန်း3ဦးကိုမုံရွာမြို့နယ်ပရဖားနဲ့မုံရွာခရိုင်တရင်လေးရဲဘော်တွေပူးပေါင်းဖမ်းဆီးနိုင်ခဲ့တယ်ဆိုပါတယ်။လက်ရှိမှာလည်းအဲ့ဒီနဝရက်ရွှေဆိုင်တမန်တိုက်မှုမှာပါဝင်တဲ့အဖွဲ့တွေကနောက်ထပ်ကြန့်နေသေးတဲ့တရက်ခန်းပြည်နှစ်ဦးကိုပါတော်လိုင်းတပ်တွေကထပ်မံဖမ်းဆီးဖို့စူးစမ်းနေပြီးပြီ။ တရားခံနှစ်ဦးအနေနဲ့လည်းထွက်ပြေးမနေပဲကိုအသည့်စိတ်နဲ့ကိုမုံရွာမြို့နယ်ပလဖအဖွဲကိုဆက်သွယ်ပြီးလာရောက်အဖမ်းခံကြဖို့ကိုပါမုံရွာမြို့နယ်ပလဖအဖွဲတာဝန်ရှိသူတို့ကပြောထားပါလိမ့်ခင်ဗျအခုတခါဘကိုးတိုင်းဘက်မှာတော့မင်းလာမြို့နယ်မှာတော်လဟေးပူပေါင်းတပ်တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုအတွင်အသီးသီးသိမ်ကုန်ကြတယ်စစ်ကောင်စီတပ်သားတွေရဲ့မသားလောင်းတွေကိုစစ်တပ်ကဒီအတိုင်းဆွန့်ပစ်ထားတဲ့အတွက်ပုံနဲ့နှွေးစိုးစိုးရွရွထွက်နေတာကြောင့် PDF တပ်ဖွဲ့တွေကပဲတွားရောက်ရှင်းလင်းပေးနေရတယ်လို့ PDF တရင်383ညနှစ်ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူယာကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့နိုဝင်ဘာလ29ရက်နေ့ကပဲမင်းလာမြို့နယ်တဲကရုံးမဖြတ်ကျော်လက်ခါချင်းတောင်ပေါ်ကိုတက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကဖြတ်အားပြင်းမိုင်းအလုံး40ကျော်ပါအုံပြုပြီးလက်နက်ငယ်တွေနဲ့လည်းကြားဖြတ်တိုက်ခိုက်ချင်းမမှုအတွင်စစ်ကောင်စီတပ်သားအယောက်40ဝန်းကျင်ဟာနေရာမှာပဲအစုလိုက်အပြုံလိုက်တိတ်ကုန်ကြတယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင် အစုလိုက်ပြုံလိုက်တေကုံကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့မပါလောင်းတွေကိုစစ်တပ်ကသူတို့လူတွေကိုပြန်မတဲပဲဥတလုံးတောင်ပေါ်မှာဒီအတိုက်စွန့်ပြစ်ထားခဲ့ကြတဲ့အတွက်ပုံနှံတွေတထောင်းထောင်းထွက်နေတာကြောင့်နောက်ဆုံးမှာ PDF တပ်ဖွဲ့တွေကပဲအဲ့ဒီစစ်ကောင်စီတပ်သားမပါလောင်းတွေကိုတွားရောက်ရှင်းလင်းပေးနေရတယ်လို့ PDF တရင်383ညနှစ်ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူယာကပြောထားပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ